okay အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ဗာလီ knowledge sharing ပြောခြင်းလဲဆိုတော့เนาะခုမကာစမောင်းပဲ beginner တွေကိုကို information ပေးခြင်းတာပါเนาะ information လေးပါเนาะဒီ information လေးကဗာလီလဲဆိုလို့ရှိရင်လမ်းနေပေါ့လမ်းနေပေါ့ကိုကာမောင်းတက်သွားတဲ့လူငယ်တွေပေါ့ဗျာเนาะလူငယ်တွေသင်ဖို့တော့လူလက်ပိုင်းတွေပေါ့เนาะလူကြီးလက်တူတူပဲပေါ့เนาะခုမကာမောင်းစပြီးတော့တက်ပြီးတော့လမ်းပေါ်ကိုစမ်းတက်စမ်းတက်မောင်းနေရတဲ့လူတွေအတွက်ပေါ့เนาะလမ်းနေเจ้าကိုကျွန်တော် information ပေးမယ်เนาะ အဲ့လမ်းနေရာဘာလဲဆိုတော့အခုကျွန်တော်မောင်းနေတဲ့ပြည်လမ်းမှာပြည်လမ်းဒီလဲတန်းကနေပြီးတော့ကျွန်တော်တို့ထားပါတော့ဟိုးဒါစီတီမောစိန်ကျွန်းစိန်ကျွန်းစီတီမောလောက်ထိကိုမောင်းရတဲ့ style ကတမျိုးမောင်းရတယ်เนาะလမ်းတော့တူတူပဲเนาะလမ်းတော့တူတူပဲ style မတူဘူးပြောတာ เนาะโอเคบาเปิ้ลเลยဆိုတော့သူ့စီးเนี่ยသူ့မောင်းအောင်ဖြစ်တယ်လမ်းဒီ3 lane ရှိတယ်တမို့2 lane ဖြစ်သွားတယ်နောက်တော့3 lane ပြန်ဖြစ်သွားတယ်အဝိုင်းဘတ်တွေခံနေတယ်ဟတာရီဝိုင်းဘတ်ကြီးကိုခံနေတယ်နောက်ပြီးလို့ရှိရင် junction square ဆိုတဲ့ shape ကိုကျွန်တော်ဖြတ်တန်းရတယ်အဲ့နာမှာလည်းမီးပွိုင်ရ20လောက်ခံရတာရှိတယ်နော်အမှနိုဘိုတက်ရှိမှဆိုလို့ရှိရင်စီးတွေကလည်းတိမ်သွားတာတို့အပြန်ပြီးတော့ကိုစီးရနေပြီးတော့အလဲရနေမောင်းနေပြီးမဲ့အောက်ရောက်သွားတာတို့အဲ့လိုလေးရှိရနော်ဒါစတိုင်တစ်မျိုး ကဲထားပါတော့တောင်းကလာဘက်ကဝေဇယနာလမ်းကြီးတောက်လျှောက်မောင်းသွားတဲ့ဟာကြတော့လဲစတိုင်တစ်မျိုးသူကကြတော့3 lane only ပေးထားတာလုံးဝနော်ကိုလိုင်းတိုင်းကိုကိုမောင်းသွားရုံပဲဘယ်သူမှတက်ပြီးတော့ကြည့်စရာမလိုဘူးဘယ်တဲ့တက်ကြည့်စရာမလိုညာလည်းတက်ကြည့်စရာမလိုဘူးနော်လမ်းမှန်နေအားလုံး okay တယ်နော်တင်းရတစ်ခါမှ तू ကဘယ်ဘက်ကိုကိုွေရတဲ့ယတနာလမ်းတို့ပစ္စာလမ်းတို့အဲ့လိုမျိုးနေရာတွေဆိုလို့ရှိရင်ဘယ်ဘက်ကိုကိုွေတဲ့နှစ်ကြောပေးထားတယ်တဲ့ तू ကဝေဇင်နာလမ်းမှာပေါ်ရတယ်နော်တစ်ခါတည်းရမှာ အချို့လမ်းနေကြလို့ရှိရင်ကြောပဲပေးတယ်၄တောက်ကန်လမ်းကိုကြွေတာကြတော့လည်းကြောတဲ့ပေးတယ်เนาะအဲ့လိုမျိုးပါသူ့ဝနာကနေပြီးတော့၄တောက်ကန်ကိုဘယ်ဘက်ကိုကြွေတယ်ဆိုလို့ရှိရင်တော့နှစ်ကြောပေးပြန်အောင်เนาะအဲ့လိုလေးတွေအနေချင်းတော့ရှိပါတယ်ဒါကအဲအဲ့ modern style တမျိုးအဲနောက်တစ်ခုကကြတော့ကျွန်တော်တမိုင်းလမ်းစုံအင်းစိန်လမ်းမှာပေါ့တမိုင်းလမ်းစုံကနေပြီးတော့လဲတာမီးပွိုင်းထီကိုမောင်းရတဲ့ style ကြတော့တမျိုးပြန်ဟုတ်လား ဘာဖြစ်လို့လဲဆိုတော့ line ကားတွေရှိတယ်မောင်းတယ်နောက်တစ်ခါပြန်မှစပိန်စီးတဲ့အကူတွေရှိမယ်စိုက်ကားစိုက်ကားနဲ့အဲစိုက်ကားသွားတဲ့အလူတွေရှိတယ်ပေါ့နော်အဲ့လူတွေရှိတယ်ပေါ့နော်ပြီးလို့ရှိရင်လမ်းသွားလမ်းလာတွေများတယ်အဲ့လူဆိုတဲ့အခါကျတော့အဲ့လမ်းနေကြပြန်တော့လဲမောင်းရတာတမျိုးသုံးလိမ့်တော့ရှိတယ်ဆိုပေမဲ့အောက်ဆုံးလိမ့်မှာဒီကျွန်တော်တို့တွေအဲပါကင်ထိုးထားတဲ့ကားတွေရှိမယ် ပြီးလို့ရှိရင်အလဲလေးမှာဆိုလို့ရှိရင် bus တွေရှိမယ်အဲ bus တွေကလည်းတစ်ခါကျလို့ရှိရင်အောက်ကိုဆင်းရတာလည်းရှိသလိုအလဲလောက်မှာလည်းရက်တာတွေရှိတယ်ဆိုတဲ့အခါကျတော့ဘယ်ဘက်ချမ်းမှာလည်းကျွန်တော်တို့တစ်ဖက်လမ်းကိုဘယ်ဘက်ကိုကွေ့ရတဲ့ကားတွေရှိတယ်မင်းပြက်တွေပေါ့ဗျာကားတွေဆိုတာနဲ့မင်းပြက်တွေရှိတယ်မင်းပြက်တွေရှိတော့ကိုွေးလို့ရတယ်ပေါ့နော်အဲ့လိုမျိုးတွေမှာကြားလို့ကြားလို့ရှိလို့ရှင်ကျွန်တော်အလဲကိုမောင်းလိုက်အပေါ်ပြန်တင်လိုက်အောက်ပြန်ဆင်းလိုက်အလဲကနေမောင်းလိုက်အောက်တော့မဟုတ်ဘူးအလဲပြောတာပေါ့နော် အလဲကနေမောင်းလိုက်အဲတခုခုခံနေတယ်ဆိုလို့ရှိရင်အပေါ်ကိုပြန်တက်လိုက်အပေါ်တက်ပြီးတော့မောင်းနေလဲအပေါ်မှာအပေါ်ကနေမောင်းနေပြီမဲ့လို့ခွေကားခံနေပြီဆိုလို့ရှိရင်လည်းအောက်ပြန်ဆင်းလိုက်အဲအဲ့လိုတွေပေါ့နော်မောင်းရတာတွေအဲ့ဒါတမျိုးမောင်းရပါတယ်အဲနောက်တစ်ခုကကြတော့ကဘာကြီးဖျားလန်းနော်ရှစ်မိုင်ကနေပြီးတော့ကျွန်တော်တို့ကဘာကြီးဖျားလန်းချော်တင်းကုန်းနေဖြတ်တယ်လမ်းနီးအညာပေါ့နော်အဲ့အရာတွေကိုဖြတ်ပြီးတော့မောင်းကားတဲ့ခါကြတော့တမျိုး သူကကြတော့ high speed လိုမျိုးလေးမောင်းရတယ်ရွှေကုန်တိုင်းတို့ကုတ်ကိုင်းတို့เนาะမြန်မာပလာဇာအဲကုတ်ကိုင်းရွှေကုန်တိုင်းအဲဟာမစ်တထားပါတော့เนาะဟိုးဘက်ဥထောင်ဘူအဝိုင်းအထိเนาะအဲ့လိုမျိုးတွေဥထောင်ဘူအဝိုင်းနေကြော်ပြီးလို့ရှိလို့ရှိရင်တက်တက်မောင်းလာသည်အဲကဘာကြီးဖျားလမ်းမယ်เนาะအဲ့ဒီမောင်းလာကြတော့တမျိုးဗျာเนาะသူကသူ့စီးနဲ့သူပဲ high speed လိုမျိုးလေးမောင်းသွားရတဲ့ style တမျိုးเนาะဒါလမ်းကျင်းတော့တူပဲမဲ့မောင်းရတဲ့ style မတူဘူးကျွန်တော် information ပေးတာပါနော်နောက်တစ်ခုကကျွန်တော်တို့ပြည်လန်း လဲတန်းကနေစပြီးတော့လဲတန်းကနေစပြီးတော့ဟိုး၈မိုင်ကျော်တယ်၉မိုင်၁၀မိုင်အဲဆော်ဘွားကြီးကိုအဲဟိုဘာတော့ခရီးပင်လမ်းခွဲအထီပေါ့ဗျာเนาะအရှိကြီးပေါ့ဗျာပြေလမ်းမကြီးอ่ะเนาะအဲ့ဒါကြတော့လဲမောင်းတာစတိုင်တစ်မျိုးဗျာသလား high speed နဲ့မောင်းရတယ်သူ့စီးနဲ့သူမောင်းရတယ်လိန်နေရလဲသူ့ဘာသူတိတိကျကျရှိပြီးသား3 lane ကိုပဲများသောအားဖြင့်ပေးထားတယ်เนาะ bus တွေလည်းရှိတယ်ဆိုပေမဲ့အဲ့ lane တွေမလျှော့ဘူး ဒါပေမဲ့ဘာရှိလဲဆိုတော့ high speed လေးမောင်းရတာဖြစ်တယ်ပြီးလို့ရှိလို့ရှိရင်ကျွန်တော်တို့ဒီလမ်းလေးကအကွက်အကောက်လေးသွားရတာဖြစ်တယ်အကွက်အကောက်အလိန်ကောက်အဲ turning လေးပါတယ်ပေါ့ဗျာเนาะအဲ့လိုလေးသွားရတာရှိတယ်ဒါကလည်းတစ်မျိုးเนาะနောက်တစ်ခုကကန်ရိပ်တာနဲ့နှမောက်လမ်းအဲ့အကြတော့လည်းတစ်မျိုးအာလုံးဝ share အလိန်ကောက်တွေကြီးပဲသွားရတာဒါပေမဲ့လို့ high speed သွားလို့မရဘူးသူကြတော့လဲเนาะ share လေကောက်တွေကြီးပဲသွားရတာဖြစ်တယ် high speed သွားလို့မရဘူး normal speed တော့၎င်းဘုံဘုံအမ် slow speed တတ်တာလေးတော့၎င်းသွားရတာဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ land ဒီ bus bus တလိုင်းလားမသိဘူးပြေးတယ်ကျွန်တော်တော့အတိအကျမသိဘူးပေါ့နော် bus ပြေးတယ်ပေါ့နော်ခုမှပြေးတာပါ bus တလိုင်းပြေးတယ်ပြေးလို့ရှိရင်လည်းကျွန်တော်တို့အမ်တာမန်အပြင် AC ကားတွေလည်းတော်တော်များများသုံးကြတဲ့လမ်းပါနော်အဲ့ခါကျတော့လေအလိန်အခောက်တွေကိုမောင်းလာဖြစ်တယ်လမ်းကလည်းတာမန်အပြင် ပုံမှန်လမ်းတွေထက်ကိုနည်းနည်းလေးရောင်ရောင်လေးကျေးတယ်လို့ခံစားရတယ်เนาะဘေးမှာလည်းကန်ရှိတယ် platform ရှိတယ်ဒီဘက်မှာလည်းမျက်စိစေးရုံတို့ restaurant တို့ဘာညာတွေပေါ့เนาะအဲ့လိုလေးရှိတယ် platform လည်းရှိတယ်လမ်းလည်းကျွန်းလည်းရှိတယ်ဆိုတဲ့အခါကျတော့အဲတစ်ဖက်တစ်ချက်ဒီမှာကျွန်တော်တို့နှစ်လမ်းသွားပြီးပေးထားတယ်ဆိုပေမဲ့လို့မောင်းရတဲ့ style တစ်မျိုးเนาะအဲပြောတာ၅မျိုးလောက်ရှိပြီเนาะအဲအဲ့လိုလမ်းနေရာမတူဘူးလို့ကျွန်တော်ကပြောချင်တာနော်နောက်တစ်ခုကကျွန်တော်တို့ဘရင်တော်လမ်းမာကြီးကန္နာလမ်းကြီးမောင်းရတာကျွန်တော်လည်း style တစ်မျိုးဗျာ เนาะဘင်းတော်လမ်းကန္နာကြီးကန္နာလမ်းကြီးမောင်းလာကြတော့လဲကားပေါင်းစုံပြေးတဲ့လမ်းမှာကားပေါင်းစုံဆိုတာသိတယ်မလားဘတ်လည်းပြေးတယ်ဗျာဘတ်တွေလိုင်းတွေကစုံတယ်အိမ်စီးကားတွေလည်းပြေးတယ်ဗျာလုပ်ငန်းသုံးရင် truck တွေလည်းပြေးတယ်ဗျာเนาะပြီးလို့ရှိရင်ရုပ်စွာဆုံး trailer တွေပြေးတယ် container တွေပြေးတယ်เนาะ trailer တွေပြေးတယ် container တွေပြေးတယ်ဆိုတော့အဲ့ရကြတော့လဲမောင်းတာတမျိုးဗျာเนาะအဲ့လိုဖြစ်နေပြန်ရောအဲ့လိုဖြစ်နေတယ်ဆိုတော့အခါကျတော့ကဲဒီကနေ꿰လိုက်မယ်ကျွန်တော်เนาะ โอเคအဲ့အားလေးကိုကျွန်တော်ခုမှမောင်းတဲ့အကူတွေအမတွေကိုကျွန်တော် information ပေးတာပါเนาะအလုံးပဲဒါလေးတွေကို style တစ်မျိုးစီနဲ့မောင်းတက်ကြပါစေအကုန်လုံးเนาะလမ်းကြီးတော့တူတယ်ပေါ့เนาะနိုင်ရဲ့မောင်းတဲ့ style မတူဘူးเนาะအဲ့လိုလေးပါအဲ့လိုဆိုတော့အလုံးကိုဒါလေး information ပေးတာပါเนาะတီးပြီးတဲ့လူတွေတော့မဟုတ်ပါဘူးခင်ဗျာမသိတဲ့လူတွေတော့ကိုကျွန်တော်ရဲ့အာ PC မြောက်တောက်တီးတဲ့အသည့်လေးကိုကျွန်တော် share ပေးတာဒါပဲเนาะကျွန်တော် heavy တီးနေတာမဟုတ်ဘူးเนาะ PC မြောက်တောက်လေးတီးတာကျွန်တော်တကယ်တကယ်တကယ် ပြည့်စုံတော့လေးတည်တာကအဲ့ဒီလေးကိုကျွန်တော်အများသူကတည်အောင်ကျွန်တော်လိုပဲတည်သွားကြအောင်ကျွန်တော် share ပေးခြင်းဖြစ်တယ်ပေါ့နော်โอเคဒါလေးကိုပြောတာပါကဲအခုဆိုရင်ကျွန်တော်မောင်းမောင်းနဲ့ဘယောက်လာပြီလဲဆိုတော့ဖုံကြီးလန်းထိတ်ပြည်လန်းနဲ့ဖုံကြီးလန်းပြည်လန်းအစုပ်ပေါ့ဗျာရန်ကုန်ပြည်လန်းအစုပ်ကြီးပေါ့အစုပ်ရောက်နေပြီကိုကျော်အောင်ဆန်းလန်းနဲ့ပြည်လန်းစုံတဲ့နေရာ အဲအဲ့နေရာကိုကျွန်တော်ရောက်နေပြီဖြစ်ကြလို့ရင်ကျွန်တော်ဆေးရုံဘက်ကိုဘယ်ဘက်ကိုကိုယ်မှဖြစ်ပါတယ်ကဲအားလုံးပဲဒီလောက်ဆိုရင်တော့ကျွန်တော်ရဲ့ဗီဒီယိုလေးရဲ့အနစ်ချုပ်အနစ်တာရအနစ်တာရဆိုတာထက်ကိုအတိတ်ပဲလေးကိုတော့နားလည်မထင်ပါရဲပေါ့နော်โอเคအားလုံးသိမြင်လာရှိလို့ရှိရင်အာမနာနဲ့မေးလို့ရပါတယ်ကျွန်တော်တည်တဲ့အတည်တဲ့အကုန်လုံးပြောမှဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်